မြန်မာနိုင်ငံမှာဥပဒေပညာနဲ့ပွဲရခဲ့တဲ့လူငယ်တယောက်ဟာအလုတ်ကင်ခွင်လန်းတွေရှားပါတာကြောင့်ဂျုံရဂျာပန်အလုတ်တွေလုတ်ကင်ခဲရသူပါအခုချိန်မှာတော့ထိုင်းနိုင်ငံရဲ့နေရာတစ်ခုက တောင်တန်းကြီးတွေကြားမှာရောက်ရှိနေပါတယ်။ဟောမန္တလေးတိုင်းအမှတ်တရီမှာနေရနေခဲ့ပါတယ်ကြ။ဒီကျွန်တော်အတော့ဘွဲရပါဗျာ။ဘွဲရမှာကျွန်တော်လောနဲ့ရထားပါဗျာ။အေးဘွဲရပြီးတော့ကျွန်တော်ဘွဲနဲ့ပါဗျာ။ လုံးကမရှိတော့ကျွန်တော်ကျောင်းအောင်ဂျာမန်လေးကျွန်တော်လုံးခဲ့ပါရဲ့ကျွန်တော်ပညာလေးလုံးလိုက်လက်သမိုင်းလုံးလိုက်ပေါ့ဗျာနော်အဲဒီနောက်မှအဲ့ဒီမတည်တဲ့နောက်တော့ကျွန်တော်ဒီမှာထိုင်းရနေဖိတ်စီရနေပြီးတော့ကျွန်တော်လမ်းမြေကူကြီးနဲ့ခေါ်ခေါ်ပြေးတယ်ပေါ့ဗျာကျွန်တော်အဲ့ဒါလေးထိုင်းရောက်လာခဲ့ကြကိုအောင်နေစိုးဝေတယောက်ထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပြီးမဲလဲသူမကျွမ်းကျင်တဲ့လုပ်ငန်းခွင်တွေမှာပဲလှုပ်လှုပ်ကြရင် စာအုပ်နေရအတွက်အခက်ခဲတွေနဲ့ကြုံတွေ့နေရသူလည်းဖြစ်ပါတယ်။ဟိုင်းကလာပြီးတော့ကျွန်တော်ဒီမှာအဲရောက်ရောက်ရှင်းမဲ့ကူမမြင်ဘူးတဲ့ဒီပေါ့ဒီရောဘာတွေချစ်ရတယ်ကြ။ရောဘာချစ်ရတယ်ခုလိုမိုးရင်းဆိုရင်ကျွန်တော်ရောဘာချစ်မြတော့အပြင်မှာစီအောင်လေးပါလိုက်ထိုးရင်းနဲ့အပြင်လုံလေးကျွန်တော်လိုက်ချပါတယ်ကြ။အရှင်ပြင်မဲ့အလုံးလေးပေါ့နော်။ဒါပေမဲ့တော့တွေ့သေးဘူးပေါ့ဗျာ။အဲမိုးမိုးရင်းဆိုတော့အလုံးလည်းမရှိစာအုပ်နေရလည်းနည်းနည်းခက်ခဲတဲ့ခဏဟုတ် အကကဲတော့အလုပ်လေးရှာရင်းနဲ့လူမျိုးကြောင်ချပိုင်းလုပ်နေတယ်ဟုတ်ထိုင်းနိုင်ငံကိုရောက်လာတဲ့အကြောင်းလေးတွေကိုပြောပြရင်အခုချိန်မှာတော့ကိုအောင်နေစိုးဝေတယောက်ခါသူမျော်မှန်းထားထင်ထားသလိုတွေဖြစ်မလာဘူးလို့ဆိုပါတယ်ကျွန်တော်ဒီမှာထိုင်းရောက်လာတဲ့အကြောင်းရတာကျွန်တော်မြန်မာပြည်မှာအခုအခြေအနေနဲ့ဆိုရင်ဒီလိုထိုင်းရောက်လာတဲ့အစဉ်ပြေတော်တော်လာလို့လည်းအစဉ်ပြေဘူးပေါ့ဗျာပြီးတော့အလုပ်ကလည်းမရှိဘူး အဲ့လိုကျွန်မတို့ထိုင်းကိုရောက်လာတယ်ဗျာအဲကျွန်တော်ဒီမှာနေရတာတော့တောထဲမှာပါဗျာတောထဲမှာမီးမရှိဘူးပေါ့အဲသမင်းပညာချိန်လေးပေါ့ထင်းမီးနဲ့ချက်ပြီးစားတော့ရတယ်ဗျာဟုတ်အဲစားတော့ကတော့ကျွန်မကျွန်မလေးဝယ်စားတာပေါ့ဗျာအဲကျွန်တော်ထိုင်းရောက်တော့ဒီလိုချိန်လေးမျိုးကျွန်မမလို့တော့မထင်ခဲ့ဘူးပေါ့အစားစားရအဆင်ပြေမယ်လို့တော့တင်ခဲ့တာပေါ့ဒီရောက်တော့အဲထင်တာနဲ့တလွဲတီဖြစ်နေတာပေါ့ဟုတ် အလौတန်ကြောင့်ပင်ပန်းဖျားနာတဲ့အချိန်တွေမှာတော့မိသားစုကိုလွှမ်းဆွရင်းအမိမျိုးကို ပြန်ချင်းစိတ်တွေနဲ့တန်တနေသူတူပါကျွန်တော်ဒီမှာလက်ရှိလုပ်နေတဲ့အလုပ်ကကျွန်တော်တစ်ခါမှလုပ်ပြီးတဲ့အလုပ်တွေဆိုတော့ကျွန်တော်မနေ့ကလုပ်ခဲ့တော့ဒီနေ့ပင်မန်းပြီးတော့လုံနိုင်ဘောလုံနိုင်တော့ကျွန်တော်အဲနေမကောင်းပြီးတော့ဖြားတော့ဒီနေ့နားလိုက်တယ်ဗျနားလိုက်တော့ကျွန်တော် ုလုပ်ထားနေတဲ့အချိန်ပေါ့ဗျာကျွန်တော်အရင်ဒါတည်းနဲ့ကျွန်တော်လွမ်းလာမြန်မာပြည်ကိုပြောင်းလဲတဲ့စိတ်လေးတော့ဖြစ်တာပေါ့ဟုတ်အဲဒါကျွန်တော်ကျွန်တော်ပြီးပြန်ပြန်ပြောင်းနေတာပေါ့ဗျာမြန်မာနိုင်ငံကနေရာပေါင်းစုံကပညာတက်လူငယ်တွေထိုင်းနိုင်ငံအတွင်းသို့ရရာနီလန်အမျိုးမျိုးနဲ့လာကြပြီကြုံရကြပန်းအလုပ်တွေလုပ်ကြရင် သူတို့တွေမှာအနာဂတ်ရီမန်းချက် မျောလင့်ချက်တွင်တဲ့အတူအတွေးကိုစီရှိနေကြပါတယ်